ျွန်တော်ဒီတပွဲလည်းပြန်ကြပဲလေတကွက်ကောင်းထုတ်မှာပါနော်အခုပြန်ကြကတော့ပြီးခဲ့တဲ့ပွဲကဂိုင်းတယ်လို့ပဲလေးကက်စီပေါ့နော်အဆိုင်ကြီးအများကြီးနှစ်ကက်စီရရှိတယ်ကျွန်တော်ကတော့အဲ့ဒီလေးကက်ထောက်လေးကက်နဲ့ပြန်ကြကိုဖမ်းပြီးတော့နှစ်ကက်နဲ့ပြန်ပြီးဖမ်းမယ်ကျွန်တော်ဒီ9356မှာအာရှေအောအောင်ခဲ့တဲ့ပုံစံလို့ပေါ့နော်ဒုံငါချောင်းပါဘယ်လိုဖမ်းလဲဆိုတော့ဒီဒုံငါချောင်းမှာကျွန်တော်တို့အောင်ခဲ့တာကရှေဟောအောင်ခဲ့တယ်တကွက်ကောင်းအောင်ခဲ့တယ်ပေါ့အဲ့မှာဒီလိုပဲဒုံငါ66 ်သူငါ66စောင်းထိုးတယ်သူရဲ့နောက်မှာကြားတဲ့ခဏကျွန်တော်93တွဲနှစ်ခတ်တွဲခဏလည်းဖြစ်တယ်နောက်တစ်ခုကသူကဒီမှာကြတော့အလင်းနာမှာနှစ်ခတ်စီပဲရှိတယ်ငါ6နဲ့လို့ထောင်းတယ်2ခု2လို့ခဏန်းတည်တယ်သူ့အပေါ်တပွဲလို့ခဏန်းပြန်ကြတော့တုံညာ66ဆောင်းထိုးတယ်ဘီကိုပြန်ကြရတယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်ဖမ်းမှာပေါ့နော်အခု396မှာကျွန်တော်တို့ဖမ်းခဲ့တာဒီမှာတုံညာ66လို့ဒီမှာဆောင်းထိုးတယ်သူ့ဘေးမှာကြားမယ်တုံ9တွဲခဏန်းအဆန်ကြီးလဲတူလို့ပေါ့နော်အဲ့ဒီခဏန်း96တော့ပြန်ကြအောင်ဖမ်းခဲ့တဲ့အချိန်သူကဒီမှာ96နဲ့လို့ဒေစီတုံလုံး ထောင်ပြီးတော့နှစ်ခုနှစ်ကနန်းတစ်ခုနဲ့ရိုက်ထားတာအဲ့ဒီပေါ်တပွဲကျော်ကနန်းကိုလုံ6 6ဆောင်းထိုးတဲ့ဘေးကိုကျဆိုပြီးနှစ်ကပ်စီပဲရှိရတယ်။လုံ6 6ဆောင်းထိုးတာလည်းနှစ်ကပ်ပဲရှိတယ်။9 6နဲ့ထောင်ပြီးနှစ်ခုနှစ်တည်တာလည်းနှစ်ကပ်ပဲရှိတယ်။အဲ့တော့နှစ်ကပ်စီချိန်ဆက်ပြီးတော့အဲ့လိုပုံစံနဲ့ပဲကျွန်တော်ကောက်ကောင်းထုတ်ထားတယ်ပေါ့နော်။အဲ့တော့အခုကပြီးခဲ့တဲ့အချိန်ကကျွန်တော်တို့ကသုံးလုံးအထောက်နဲ့ဖမ်းတယ်လေးကပ်စီကိုဒီတစ်ပတ်ကိုနှလုံးထောင်နဲ့ပြန်ဖမ်းမယ်။ဘာလို့လဲနှစ်ဦးမှာခွန်ကုနောက်တွေ့ခဲ့လို့ပြီးခဲ့တဲ့အချိန်ကခါးတောင်သုံးလုံး30ဖြစ်ချင်းရအောင်ပထမဒုတိယဒုတိယမြောက်ခါးတောင်သုံးလုံး30ဖြစ်ချင်းရအောင်မှာပြန်ကြပါဒီမှာပထမတစ်ခါခါးတောင်သုံးလုံး30ဖြစ်တယ်ဒုတိယမြောက်ခါးတောင်သုံးလုံး30ဖြစ်တဲ့အောင်မှာပြန်ကြ ပေါ့နော်ဒါ30ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့66မိနစ်အားအောင်သွားတယ်အကပ်ပေါ့အဲ့ဒီမှာပထမတစ်ခါဒီမှာနှစ်ဦးမှာခုံခုံနောက်တွဲလို့ပထမတစ်ခါခါထောင်းတုံးလုံးတစ်ဆင်ဖြစ်တယ်ဒုတိယတစ်ခါခါထောင်းတုံးလုံးတစ်ဆင်ဖြစ်တယ်သူရအောင်မပြောင်းကြရတယ်အဲ့တော့ဒီမှာကလည်းနှစ်ဦးမှာခုံခုံနောက်တွဲလို့ခါထောင်းတုံးလုံးတစ်ဆင်ဖြစ်တယ်ဒုတိယမြောက်ခါထောင်းတုံးလုံးတစ်ဆင်ဖြစ်တဲ့အောင်မှာကျွန်တော်ဒီမှာရခဲ့တယ်အဲ့တော့ကဟိုပေါ့နော်ရေကြီးကြီးရေကြီးနေတဲ့အချိန်လေးလမ်းဒီတော့ပြလို့ကျွန်တော်ဖုန်းမဆက်ရနေပို့ရတယ်ဟာပေါ့အဲ့တော့ပြီးခဲ့တဲ့အချိန်ကျွန်တော်ဆက်လိုက်တော့ခါထောင်းတုံးလုံး30ဆိုတာ giờ mà cha gọi đối với mình ấy đi lấy đề cả về thì nó gọi khu chỉ duy thà là cả được qua công của nó bạn cha về bạn cha ấy là nhà duy đấy tại vì được qua công nó cả sinh nhật cho nó đây là cả đồ cho nó thì phải quên đi tôi phải thà là của nó ở đó thì mà nếu mà ở đó nếu mà mà không có nào về, ai là mình phải mày không có nào về đấy ấy đi như thế mà nếu không có nào về được được nó lâu mau như chao giờ ấy đi như thế mà quá chao giờ ông mà quá bóng chao giờ ông mà nhà cha cái gì đấy nó quá chao နှစ်ဦးခွန်ကူကနောက်ကအလုံးပေါင်းချင်း6ဖြစ်လို့သူကလည်းခွာ6ရအောင်ပါအဲ့ဒီနေထဲမှာပြန်ကြတကွက်ကစားတယ်နော်အဲ့တော့ကျွန်တော်ဒီမှာလည်းတတိယကတိမှာနှစ်ဦးမှာခွန်ကူနောက်တွဲပြီးအဲ့ဒီကောင်ခွန်ကူက6ဖြစ်လို့ဆက်ဆက်မှုရှိတယ်နော်ဒီမှာခွာ6ရအောင်ပါခွာပေါင်း6ရအောင်ပါပြန်ကြကစားတယ်ပြန်ကြ6ရခွန်ပြန်ကြပါဦးနော်အဲ့တော့ဒီမှာလည်းနှစ်ဦးမှာခွန်ကူနောက်တွဲခဲ့တယ်သူကနှလုံးပေါင်းချင်း6ကြောင်ပဲအဲ့ဒီနှစ်ထဲမှာ ွား6ရက်အောင်ပါပြန်ကြကစားမယ်လေးကံရောက်ပါတော့နော်ငါဘူးတော့ပြန်ကြရတယ်အဲ့တော့ဒီမှာနှစ်ဦးမှာခွန်ကိုးနောက်တွဲခဲ့လို့အဲ့ဒီနှစ်ထဲမှာခွား6ရက်အခုဒီမှာမှလာတာဒီမှာတော့နှစ်ဦးမှာလည်းတွဲသွားတယ်ပေါ့နော်တို့ပြင်မယ်ခွား6ဖြစ်တယ်ကျွန်တော်တို့ကပြန်ကြကလာရမှာခွား6ဖြစ်တယ်အဲ့ဒီအောက်မှာပြန်ကြကစားမယ်အဲ့တော့ပြန်ကြဆိုရင်ကျွန်တော်မှပါ ပြန်ကြအကြိုက်ချုပ်ထားပါတယ်နော်ဒါပေမဲ့တကွက်ကောင်းကလည်းပြန်ကြအောင်ငကစီနဲ့ရွေထားတယ်အဲ့တော့ကျွန်တော်ဆိုလို့ပြောချင်တာကဒီမှာပေါ့နော်လက်ဆောင်ခွန်9ခွန်တဲထွက်တာကလည်းနံပါတ်3ပဲရှိတယ်အမခွန်9ခွန်တဲထွက်တာကလည်းနံပါတ်3ပဲရှိတယ်ပေါ့နော်ခွန်9ခွန်တဲထွက်တယ်ဒီမှာလည်းခွန်9ခွန်လို့တဲထွက်ပြီး3ပဲရှိတယ်အဲ့ဒီခွန်9ခွန်လို့တဲထွက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်ကျော်မှာဘရိတ်ကူရဲ့ဘရိတ်ကူဘရိတ်3လို့ထတ်တယ်ပေါ့နော် ဗရိတ်သုံးပုံတွေထပ်တာတခြားအထောက်တွေရှိသေးတယ်နော်အဲ့ဒီဗရိတ်ကိုလို့ထပ်တဲ့တောင်းပါပြန်ကြနော်ပြန်ကြအဲ့ဒီဆိုရင်ကျွန်တော်တို့ကဒီမှာ9ခုလို့ထပ်တာနဲ့နောက်တစ်နှစ်ကျော်မှာပထမနှစ်ကမှာ6နှစ်တင်နဲ့ဆော့လို့ကျွန်တော်သဘောကျတာဗရိတ်ကိုသူ့အမှာဗရိတ်သုံးပုံတွေခံထားတာဗရိတ်သုံးပုံတွေထမ်းတဲ့ဒီဗရိတ်ကိုရဲ့ဒီတောင်းပါဗရိတ်6ပြန်ကြနော်ဗရိတ်6ပြန်ကြအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာကိုယ်နှက်ခတ်6တွေနော်ဆက်ဆက်မှုရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာ ခွန်ငါးခွန်ထွက်ပြီအပေါ်မှာဗရိတ်ကိုးလေးကြည့်ဗရိတ်ကိုးရအောင်မှာသူကသုံးဗရိတ်ခံရမယ်ဆိုတော့ဒီမှာဗရိတ်ကိုးထွက်တယ်သုံးဗရိတ်မခံခဲ့ဘူးပေါ့နော်ဒါဗရိတ်ကိုးထွက်တယ်သုံးဗရိတ်မခံခဲ့ဘူးဗရိတ်ကိုးလေးကျွန်တော်ရှာကြည့်မယ်ဗရိတ်ကိုးကဒီမှာလေးခွန်ရှစ်မှာတစ်ခါထွက်တယ်ဗရိတ်ကိုးဒီမှာတစ်ခါဒီမှာကြတော့အောက်မှာဗရိတ်သုံးလာထောက်ပြီနော်ဗရိတ်သုံးဒီကနန်းဒီကနန်းနဲ့ထောက်ချသွားမယ်ဗရိတ်သုံးဗရိတ်ကိုးလို့ထပ်တယ်ဒီတောင်းမှာကျွန်တော်တို့ကဒီမှာလေးပြန်ကြအဲ့ဒါဆိုရင်တော့6ဗရိတ်ပြန်ကြသုံးချက်အညီပြီးမယ်ဆိုရင်တော့6ဗရိတ်ပြန်ကြနော်အဲ့တော့ပြန်ရဲပြန်ကြရလေထိုးလို့ရတယ်အဓိကကကျွန်တော်တို့ကဆိုလိုချင်တာကပြန်ကြအောင်ဆိုလိုမယ်ဒီ ပင်90ရာလည်းပြန်ကြကဒီပရိတ်ကိုပရိတ်သုံးလို့ထောက်တယ်။တောင်းတပင်ကြုံမှာပြန်ကြတယ်။ခုံငါခုံတဲထွဲလို့အဲ့ဒီနေထဲကပရိတ်ကိုရဲ့နောက်တစ်နှစ်ကြုံမှာဆောင်းတပင်ကြုံမှာပရိတ်သုံးပရိတ်ကိုလို့ထောက်တယ်ဒီဆောင်းမှာ36 36အပေါ်ကပြန်ကြခဲ့တယ်။ပရိတ်6ပဲနော်။အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပရိတ်6ဆိုလို့တစ်ခွက်ပဲရှိတယ်။သူဒီလိုပုံစံတိုင်းပေးသွားမယ်ဆိုရင်တော့ပရိတ်6ပြန်ကြပါနော်အဲ့တော့ကြိုက်ရဆိုရင်ထိုးလို့ရတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့2925330091ဖြစ်ပါတယ်နော်အဲ့အဲ့ဒီမှာကျွန်တော်ဆက်သွယ်လို့ရပါတယ်ဖုန်းနဲ့ အဲ့တော့ဒီတစ်ပတ်ကိုကျွန်တော်တို့ကအကျက်22ချိန်ကိုပြန်ကြတကောကောင်းဆုံးမယ်ပေါ့နော်။ပြန်ကြနေအခုပြလိုက်တာ6လေး6ပေါ့။အခုပြလိုက်တာ6လေး6ကိုတော့ကျွန်တော်ဒဲပဲကြိုက်ပါတယ်နော်။ဒဲအာဒါပေမဲ့တခြားပြန်ကြရည်လည်းဖြစ်သွားနိုင်ပါတယ်။ဒါက ကြိုက်တယ်ဆိုရင်တခြားပြန်ကြတယ်ကိုကကိုတခြားဆရာတွေတနာနဲ့ညင်ရချိန်ချက်ထိုးရင်ထိုးပေါ့နော်